။သမရဘန်မန်နေဂျာကိုပြောတယ်။ကျုပ်ပစံ300ထားဒီမှာထားရတဲ့အထက်ကကျုပ်ပစံ300ထုတ်ချင်တယ်ဗျာ။အဲ့တော့ကျုပ်က300ထုတ်ပေးပါ။ဆိုတော့ဘန်မန်နေဂျာက သူ့မှာတာဝန်ရှိတယ်။ပစံထုတ်ပေးရမယ်တာဝန်။ဒါပေမဲ့ဘန်မန်နေဂျာကဆက်ပြီးတော့သူ့ရဲ့ထမ်းဆောင်ရမယ်နောက်ထပ်တာဝန်တစ်ခုရှိတယ်။ဘသူပဲဖြစ်ဖြစ်သူပြောရတော့မယ်တခုကတော့မှတ်ပုံတင်ပေးပါ။ မဟုတ်ဘူးဒီမပိုင်တော့ဘယ်လိုထုတ်ပြလို့ရပတ်စံလည်းဘယ်လိုထုတ်ပေးလို့ရအဲ့တော့တမနာလုပ်တဲ့လူကကျွန်တော်မမှတ်ပုံတင်ပါမလားဘူး sorry ပဲတမနာမကောက်လို့ဘယ်လိုဖြစ်ဖြစ်မှတ်ပုံတင်မပိုင်မပေးဘူးပတ်စံသွားဆိုတော့ဟိုကဟာမဟုတ်သေးဘူးတေချာကြည့်ပါဦးဒါတမနာပါတမနာတယောက်ကပတ်စံလာထုတ်တာကိုမှတ်ပုံတင် မရှိဘူးဆိုရင်ဘာလို့ပြန်လွတ်တာလဲကောင်းပြီဒါဆိုရင်တခုတော့ပြောမယ်တမရဖြစ်ကြောင်း ထောက်ထားခိုင်ခိုင်မာမာပြအဲ့ဒါဆိုပြီးမယ်ဟာဒုက္ခရောက်ပြီတမရတမရဖြစ်ကြောင်းအထောက်ထားခိုင်ခိုင်မာမာဘလူပြရမှာလဲကျွန်တော်နားမလဲဘူးပြန်ရှင်းပြပါဦးဟောစဉ်းစားလိုက်ပြီးတော့โอเคအဲ့ဆိုရင်ကျွန်မပြောပါမယ်ကျွန်မတို့စီကိုလွန်ခဲ့တဲ့တလလောက်ကစာရေးဆရာချစ်ဦးညိုလာပါတယ်အဲ့လိုပဲမှတ်ပုံတင်ပါမလာပါဘူးကျွန်မတို့ကလည်းမေးပါတယ်ဆရာချစ်ဦးညိုဖြစ်ကြောင်းအထောက်ထားပြပါလို့ တခါလေကိုရင်းနေအောင်ကတော့တာပဲတချင်းနေဆိုပြီးတော့အဲ့ကြသေးကြပြီဒါချစ်ဥညိုပဲဆိုပြီးထုတ်ပေးလိုက်တယ်ကျမဟုတ်ပြီနောက်တပတ်လောက်နေတော့ဇင်ဝိုင်းရောက်လာပါတယ်ရုပ်ရှင်စီယုံဥက္ကဋ္ဌအသိကိုသူလည်းမှတ်ပုံတင်ပါမလားဘူးကျမကပြောတယ်အဲ့ဆိုလေဇင်ဝိုင်းဖြစ်ကြောင်းအထောက်အထားပြပါဆိုတော့သူစဉ်းစားပြီးချက်ချင်းလုပ်တယ် ကျွန်တော်ရုပ်ရှင်စီးကိုဥက္ကဋ္ဌဖြစ်နေတာကျွန်တော်ဝိုင်းခိုင်းနေကြတာပါဗျာကျွန်တော်ဥက္ကဋ္ဌကိုမတူပါဘူးကျွန်တော်ကခိုင်းပါပါပြတာပါကြုံပါဆိုပြောတယ်အဲ့ဒါလောက်တောင်ငိုနေမှတော့တေးကြပြီဒါဇင်ဝိုင်းပဲအဲ့တော့တမ္ပရကြီးလဲတမ္ပရကြီးအနေနဲ့တိတာထင်ရှားတဲ့အထောက်အထားတစ်ခုပြပါသူစဉ်းစားကုတ်လိုက်ဖင်ကုတ်လိုက်ခေါင်းကုတ်လိုက်ကိုကြည့်တီးကြည့်9မိနစ်လောက်ကြာတဲ့အထိစဉ်းစားလို့အပြေမပေါ်ရှာဘူးနောက်မှတ ြန်ပြောလိုက်တယ်။ဘာပြောလဲဆိုတော့အေးဗျာကျွန်တော်ဘာလှုပ်လို့လှုပ်အောင်မှန်းကိုမသိပါဘူး။ဘာကောင်းပါ့ရော့ယူသွားပါတယ်ပစံနဲ့။ဘာလှုပ်ရမှန်းမသိမှတံမရမှန်းတေချာသွားတာပေါ့ဗျာ။အဲ့ဒါ